ဘယ်သမားလုံးပဲမင်္ဂလာပါခင်ဗျမြမဂွတ်စရိတ် channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြည်သမားလုံးကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့ကြောင်သူတော်ကြွတ်သခိုးဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ရင်ဒီနေ့ season လေးကိုစလိုက်အောင်ပါခင်ဗျမဘိုးထင်ရောက်ရေဦးစင်ရွာဖုန်းကြီးကျောင်းကိုတငယ်ချင်းကိုရင်နှစ်ပါးနဲ့အပူကတ်မှုကြောင့်ရောက်ရှိလာပြီးဖြစ်ပါတယ်သူကကျောင်းကံဖျားများကိုတွားလာခြင်းအလေးမရှိခဲ့ပေမဲ့ တကယ်ချင်းချင်းကြီးများဒုက္ခကြုံနေရတာကြောင့်မလွဲမရှောင်သာတဲ့သူကလာခဲ့ရခြင်းဖြစ်ပါတယ်။ကျောင်းကိုနေ့လယ်ချိန်နောက်မှရောက်ပြီးတော့ကျောင်းလေးတန်ခါများစွန်းစားပြီးသွားတဲ့အချိန်မှာကပ္ပရာကြီးမှမောင်မိုးတင်ဟာဓမင်းစားဖို့လာပြီးတော့ခေါ်ဆောင်ခဲ့လေတယ်။ဘေဘင်ကောင်လေးဓမင်းစားမယ်လာခဲ့လား။မစားတော့ဘူးပါကြီး။ဟဲ့ကောမင်းဘောင်းကလည်းမစားရသေးဘူးမလား။လာလာလာ။မစားတော့ဘူးဗျ။အဲ့လိုအတွင်တွင်ချင်းဆိုနေရတော့ကပ္ပရာကြီးလည်းစိတ်မရှိဖြစ်ကထပ်ပြီးတော့မခေါ်တော့ဘူး။အဲ့ဒီချင်းအောင်မြင်တွေ့နေရတဲ့ကိုင်ပေတူးနဲ့ကိုင်သားတို့ဟာ ။မာဘိုးတွေကပြည်တင်စကားဆိုပါလေတော့တယ်။မင်းရောကွာကက်ပြိုက်ယူအားနာစင်ပြီးတော့မေးပိုက်တဲ့တကွီကွီနဲ့အော်နေပြီ။အေးကိုရင်ပေလူပြောလဲပြောစရာပဲမင်းကလူမှုရေးကိုမရှိဘူး။ပြည်တင်ပြောဆိုခံနေရတဲ့မာဘိုးတွေကကိုရင်နှစ်ပါးကိုစူးစိုက်ကြည့်လိုက်ပြီးတော့ငါမင်းတို့ညောင်ညီကိုရင်လိုချစ်လို့လိုက်လာတာကွာ။ငါအုံးနဲ့အเจ้าတို့ဖုန်းကြီးတို့ကလမ်းချင်းတခြားစီလို့အဖအားငါ့ကိုပြောဘူးတယ်။သူတို့ကအထက်လန်းသွားနေသူတွေကွာငါတို့ကအောက်လန်းသွားနေသူတွေမတူဘူးအဲ့တော့သူတို့ပေးကန်းတဲ့အစားအသောက်တွေငါမစားအောင်ပါဘူးကွာ မဘိုးရီအလိုရှိလားဆိုပြီးရှင်းပြလိုက်တဲ့အခါမှကိုရီနှစ်ပါးကနားလေသဘောပေါက်သွားပြီးတော့သူတို့ရဲ့တကယ်ချင်းဖြစ်သူကိုတနာသွားကခုနကသူတို့နှစ်ယောက်ဆိုခဲ့တဲ့ပြည်တင်စကားတွေတောင်းမန်စကားဆိုလိုက်ကြပါလိမ့်ဘိုးရီငါတောင်းမန်ပါလေကွာငါတရင်ထားမိပဲပြောလိုက်မိတာအေးဟုတ်တယ်ငါလည်းတူတူပဲကွာမင်းကိုအပြစ်တင်မိသွားတယ်မင်းပိုင်းစာနဲ့ရွာတွေကဥကိန်းမှာပဲထမင်းသွားစားကြမလားဟိမဘိုးရီကသူဟာတနာကျင်လာတဲ့မြောက်ဝန်းတို့နဲ့ကြည့်ပြီးတော့တောင်းမန်စကားဆိုနေကြတဲ့တကယ်ချင်းများတစ်ဖြစ်လဲကိုရီနှစ်ပါးကိုကြည့်ကများသွားကျင်းနေမိတော့တယ်ပိုင်းစာနေသေးကိုပင်မေ့ကျင်သွားတယ် သူတို့စကားပြောနေစဉ်မောင်မိုးထင်ကြောင်းတိတ်မသိတဲ့ရွာဦးဆရာတော်မှာကပ္ပရာကြီးရဲ့ရှောက်ထားမှုကြောင့်သူတို့ရှိရာကျောင်းဆောင်လေးစီကိုကြွားချီလာလေတယ်။ဆရာတော်ကြွားချီလာတော့မြင်လိုက်တာနဲ့မောင်မိုးထင်ကကျောင်းမလေးမမနေပြီးတော့ခုံချထွက်ပြေးလေရမိသူမပင်တားဆီးလိုက်ချိန်မရလိုက်ပြီ။အဲဒီကကျောင်းကြီးပြောရက်ကြည့်နေကိုရင်နှစ်ပါးကိုဆရာတော်မမိန်ဆိုလာလေတယ်။ကိုရင်တို့အစောအတကလေးကကိုရင်တို့ရွာကမဟုတ်လား။ဟုတ်တယ်ဗျာ။အမဟုတ်မဟုတ်ဗျာ။အဟုတ်ပါတယ်ဗျာ။ဟာကိုရင်တပားတွေရှုပ်နေတာပါပဲလား။ ဟိုဟုတ်ပါတယ်ဆိုတာကျုပ်တို့အဲတပည့်တော်တို့ရွာဆိုတော့ဟုတ်ပါတယ်ဗျာမဟုတ်ဘူးဆိုတာဘုန်းကြီးကိုဗျာလို့ပြောမိလို့မဟုတ်ဘူးလို့ပြောတာကိုရင်ကတော့တပားလေးနဲ့ကိုရှုပ်ရှက်ခတ်နေအဲ့ဒီခါလေးကိုလိုက်ရှာလိုက်ကြအောင်ကပ္ပရာကြီးကိုဓမင်းနဲ့ဟင်ဒီကိုပို့ခိုင်းလိုက်မယ်ဓမင်းစားပြီးတော့နေသွားရင်ကြောင်းရှေ့ရမျက်တွေကိုနှုတ်ပေးလို့ပြောလိုက်ဟုတ်လားတင်းပါဗျာအဲ့ဆိုလိုက်ရှာလိုက်မယ်နော်ဗျာကိုရင်ဘယ်သူနဲ့ကိုရင်သားတို့ကမဘိုးတင်အားရှာပွေရန်ကြောင်းပေါ်မှာစိန်သွားခဲ့ကြပါလိမ့်တော့ဒီဟိယဘိုးတင်းတင်းပင်မတိုက်ဘာတက်လို့ အာခုနဖုန်းကြီးလာလို့ပုံးနေရလေကွာမင်းဖုန်းကြီးကဘာလို့မှပုံးနေရလဲကွာဟိုကထမင်းစားဖို့လာခေါ်တာရှင်းရဲ့ကပ္ပရာကြီးထမင်းလာပို့ပေးလိမ့်မယ်လာစားလာအာမစားချင်ကွာဟေ့ကောဖုန်းကြီးကစားခိုင်းတာနော်ကျွေးလုံးလာစားမင်းမစားလို့ငါတို့ဂျိန်နဲ့စော်နေမှဖြစ်အဲအဲ့ဆိုလေစားမယ်ကွာ तू ပြန်တော့မလာတော့ပေါ့နော် ပြန်မလာပါဘူးကွာမင်းထမင်းစားပြီးအလုပ်လုပ်ရအောင်မှာလက်ကားနေလို့မရဘူးအေးငါလည်းလက်ကားမစားချင်ပါဘူးကွာမောင်မိုးကအကြောင်းဝင်းပြင်မာရှိတဲ့တရက်ပြင်မာမှာတက်ရောက်ပုံအောင်နေတာကိုကိုရင်နှစ်ပါးမှာမြင်တွေ့သွားပြီးတော့ခေါ်လိုက်ချင်းပြက်ပါတယ် အဲ့တော့ကိုရင်တပါမောင်မိုးတရားအကြောင်းလေးပေါ်ကိုပြန်ခေါ်သွားကြလိမ့်လေ။ညမကြသောချိန်မှာတော့ကပ္ပယာကြီးကထမင်းနဲ့ဟင်းမကန်များထည့်လာတယ်။လေမန်းတစ်ချက်နဲ့သူပြန်အောင်လာပြီးတော့ကျောင်းပေါ်ထိုင်နေတဲ့မောင်မိုးတင်ရှိကိုချပေးလိုက်ကာ။ကဲဆရာသမားလေးစားပြီတော့ဆရာတို့လည်းထမ်းမလာတော့စိတ်ချဒီမှာပဲအေးအေးနေဟုတ်ပလား။အေးမှာဗျာကျုပ်ထမင်းစားပြီးရင်ဒီရှိအမျက်တွေနှုတ်ပေးပါမယ်။အေးဒါဆိုငါလည်းသွားအောင်မယ်။ကပ္ပယာကြီးကမောင်မိုးတင်ကိုစားတွေ့မြင်ကလေးကပင်ခင်မင်းနေလေးတယ်။ဒါတော့စိတ်ပါလက်ပါနဲ့ထမင်းနဲ့ဟင်းကိုလာပို့ခြင်းလည်းဖြစ်ပါတယ်။ ဘာဘိုးရင်စားအတော့ရ၌အနေမခက်စေဖို့အတွက်သူသည်ထမင်းနှင်ဟင်းကိုပိုပေးပြီးပြီးချင်းမှာပင်ပြန်ထွက်သွားလေတော့လေကပြကြီးကျောင်းလေးပေါ်မှာဆင်းသွားတာနဲ့မာဘိုးရင်တယောက်ကိုရင်နှစ်ပါးရှိမှာပင်ထမင်းနှင်ဟင်းကိုအားအပါလွေးလိုက်လေတဲ့ကိုရင်နှစ်ပါးမှာလည်းသူတို့ဤတငယ်ချင်းဖြစ်သူယခုကဲ့သို့အားအပါထမင်းစားနေအောင်မြင်ရတာကြောင့်ဂျင်းနဲ့ပီတီဖြစ်ကဘေးမှနေပြီးတော့စကားဆိုလိုက်လေပိုးရင်စားတာအားရချက်ကွာကိုဘိုးရီတို့အိမ်ကမထားတယ်နဖီးကြတာပဲဘေးရတာကြီးတော်ဝင်အိမ်ကခွေးအောင်နဲ့ထမင်းစားနေတိုင်းပဲကွာ ိုက်ခွေးရဘိုးတင်လို့အားပါစားတာသမင်းကောင်ဝိုင်းပကံမှာရှာနေရသေးတာကွာမင်းကြည့်လိုက်ဘိုးတင်လည်းရက်တော့မှရောက်ဤဟေးကောတော်တော်မင်းတို့နှစ်ယောက်တော့နော်ကိုရင်နေဖြစ်ပြီးတော့တဲမုတ်တိုင်းရှောက်ပြောမင်းအားပါစားတော့အားရလို့ငါတို့ကပြောတာပါကွာအေးငါစားလို့ပြီးပြီမြတ်သွားနှုတ်လိုက်အောင်စားပြီးတော့ချက်ချင်းကွာအေးစင်းနေပါအောင်ပြီးမှပဲနှုတ်ဆမ်းပါမရဘူးကွာငါချွေးပြန်နေပူလေးပူတယ်ငွေသီးဆက်လို့နေမှာကွာမင်းကလေဘယ်ဟင်းကမှငွေသီးမဆက်ဘူးငါမျက်နှုတ်ကြီးမှပဲစားလိုက်ရမှာကွာ မမိုးရင်ပြောစကားများကိုရင်နှပါနားမလဲပါတို့ရှိမှရှိတဲ့မမိုးရင်များမင်းချွေးများဒီဒီကြနေပြီတော့ကြောင်းကိုစင်းကမျက်နှုတ်လို့နေပါတယ်အာဂျိုမန်တဲ့မျက်နှုတ်လိုက်တဲ့အခါမှသာချွေးဒီဒီကြနေမှရက်သွားတယ်လို့ပူလောင်နေတဲ့ဝေနာမှလည်းအင်းငယ်တတ်တာရသွားလီတော့နေအဲ့ဒီချင်းအောင်ကိုမြင်လာနဲ့ကိုရင်နှပါမှာတငယ်ချင်းဖြစ်သူအဲ့လိုခံစားနေရတာကိုကြည့်၍များစွာစိတ်မကောင်းဖြစ်ရသူထမင်းချွေးတဲ့ဇာရုံနဲ့ကပ်ပြရကြီးကိုလည်းစိတ်ဆိုးနေမိဒါကြောင့်တို့နှစ်ပါးကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတဲ့နောက်ဇာရုံသတင်းသုံးတဲ့ကြောင်းကြီးရှိအောင်ကိုကြွားချီသွားကြပါလေတော့လေ ဆရာတော်ရှိမှကိုရင်ပေတူးနဲ့ကိုရင်သားကြီးတို့မတ်တက်ရက်နေကြ။တို့တို့တပါးကဆရာတော်ကမကြေမနှက်ဖြင့်ကြည်ကာ။ဖုန်းကြီးဒီလိုတော့မလုပ်သင့်ပါဘူး။ကိုရင်ဖုန်းကြီးကဘာလုပ်မိလို့လဲ။ကျုပ်ငယ်ကြီးကဖုန်းကြီးကျွတဲ့ဓမင်းလေးစားပြီးတော့ပူတယ်တဲ့။ဟိုမှာစူးပင်တွေကိုလက်နဲ့နှုတ်နေပြီ။ဟာမဟုတ်သေးပါဘူး။မြေဝင်ဖုန်းကြီးကိုယ်တိုင်လိုက်ကြည့်လိုက်။ဘိုးတွေကတော့မှချွေးနေချွေးနေတာပဲ။မချွေးချင်လည်းအစားထဲမချွေးနေပေါ့ဗျာ။ခုတော့ဖုန်းကြီးတို့ဓမင်းနဲ့ဘာကြီးထဲချွေးလိုက်လည်းမသိဘူး။ဟာနေပါဦး။ ဆရာတော်ကိုရင်နှစ်ပါးစိတ်ဆိုးမှန်ဆိုးပြင်ရှောက်ထားလာခြင်းအားနားမလည်နိုင်ပဲရှိနေတော့အဲ့တော့အကြောင်းကြီးပေါ်မှာဆင်းကမောင်မိုးတွေမျက်နှုတ်နေတဲ့နေရာကိုကိုရင်နှစ်ပါးနဲ့ဒူးကြွားသွားအမှန်တကယ်ပင်ချွေးများတီးတီးကြပြီးတော့ကြောင်းဝင်းကျေမှာမျက်ပေများမျက်ရည်များဝင်းကနှုတ်နေတဲ့မောင်မိုးတွေကိုမြင်လိုက်ရ၍များစွာစိတ်ပကောင်းဖြစ်မိတော့တယ်မောင်မိုးတွေလည်းဆရာတော်ကိုစိတ်နာနေတဲ့အကြည့်နဲ့တစ်ချက်သာလှမ်းကြည့်ပြီးတော့မိသည်စကားမှမပြောဘဲမျက်ပေများကိုသာနှုတ်နေလေတယ်ကိုရင်သားနဲ့ကိုရင်ပေတူးစီလည်းသူတို့ဤပေါင်းသင်းမောင်မိုးတွေနာသွားကမျက်များကိုကူးနှုတ်ပေးနေကြ အန်အောင်ဆရာတော်ကရုတ်တရက်မျက်နှာတင်းမာသွားကကပိယဟေးကပိယကျေလောင်သာအော်ခေါ်လိုက်တဲ့တန်ကြောင့်ကပိယကြီးဟာစွန်းစားကြောင်းမှဟင်းမောင်းလုံးနေမှဆရာတော်ထံကိုအပြေးတစ်ပိုင်းနဲ့ရောက်ရှိလာပြီးလက်အုပ်ချီထားလေတယ်ဆရာတော်ကြီးဟန်ပန်ကိုမြင်ရချင်းကပိယကြီးစိတ်ထဲမှာထင်ကနေဖြစ်လို့သွားပြီးတော့နှစ်ပေါင်းများစွာတိုင်းဆရာတော်ယခုကဲ့သို့စိတ်ဆိုးမှန်ဆိုးဖြစ်သူကိုမမြင်ရတာကြာပြီဖြစ်ပြီးဆရာတော်ကကပိယကြီးကိုမြင်လာနေခတ်ထန်တဲ့လေတံနဲ့မေးမြန်းလာတယ်ကပိယနေဟိုတကားလေးကိုဘာရီကျွေးလိုက်တာ တပည့်တော်ထမင်းမဲကျွေးတာပါဗျာထမင်းကျွေးတာငါသိတယ်ထမင်းနဲ့ဘာတွေထဲကျွေးလိုက်သေးလဲလို့မေးတာထမင်းထဲတာတပည့်တော်မဟုတ်ပါဘူးဗျာကိုရင်ထဲပေးလိုက်တာပါအေးအဲ့ဒါဆိုကိုရင်ကူးချက်ချင်းခေါ်သွားတင်းပါဗျာကပ္ပယာကြီးကဆရာတော်ရှိမှခါလီကုန်းကဖြင့်ခတ်တုတ်တ်ရှောက်ခါသွားမျက်နှုတ်နေကြတဲ့မောင်မိုးရင်တို့မှမျက်နှုတ်နင်းကဆရာတော်ရဲ့ရေကဲကိုကြည်နေကြပြီမောင်မိုးရင်ဝေနာသည်လည်းအတော်လေးသက်သာပြောက်ကင်းပြီးတော့ရာသီလူပူတဲ့အချိန်တွေသာခံစားရတဲ့ဘူဝေနာလောက်သာကြံရှိတော့ အဲ့တော့မမိုးတင်ကဆရာတော်နားကိုသွားလိုက်ကဘုန်းကြီးကျုပ်ဘာမှပြတော့စိတ်မတူပါနဲ့တော့တကားလေးကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲဘုန်းကြီးသိရမှာဖြစ်မယ်များမကြသောချိန်မှာကပ္ပရာကြီးနဲ့ကိုရင်ကြီးတို့ရောက်ရှိလာတယ်သူတို့မျက်နှာမှာဆိုရင်ကြောင်းကြမှုတို့အထင်းသားနေဖြစ်ပြီဆရာတော်ကလက်အုပ်ချီနေကပ္ပရာကြီးနဲ့ကိုရင်ကြီးနဲ့ကိုရင်ကြီးအားစူးစိုက်ကြည့်လိုက်ပြီးတော့မိန့်လေတယ်ကိုရင်ကြီးညာမဲမကြံနဲ့နော်ဒီတကားလေးကိုကျွေးရထမင်းနဲ့နင့်ပါရီထိတ်လိုက်တယ်အမှန်တိုင်းရှောက်စမ်း ကိုရင်ဝက်ဘဝတစ်လျှောက်ဇာတော်ဒေါသဖြစ်ဒီမှာမကြုံခဲ့ရတဲ့အတွက်ကိုရင်ကြီးမှလွန်စွာမှကြောက်လန့်လို့နေပါလေဝေနာကိုခံစားခဲ့ရတဲ့ကာကန်ရှင်မောင်ဘိုးထင်းဒီပင်ကိုရင်ကြီးကိုတနာလို့နေပြီးတော့ထို့အတွက်ဇာတော်မှကိုရင်ကြီးဟာစူငေါ့ရန်ကိုမလိုလားကြည်တိုးပေမဲ့ဒေါသထွက်နေဇာတော်ကကြောက်လန့်နေမိတာကြောင့်မိသည့်စကားမှမပြောနိုင်ပဲရှိပေတယ်ဇာတော်ဒီကကိုရင်ကြီးအဖြေစကားကိုဆောင်ဆိုင်လို့နေပါလေကိုရင်ကြီးလည်းတုံရင်ထဲလေတံဖြင့်ဇာတော်ကမရေရေကြည့်ကရှောက်ထားလာလိမ့်တယ်ဟိုဟိုတပီတော့တဲကိုရင်ကြီး ။ရှောက်တယ်ကြီးကမရှောက်ပဲဟိုဒီလုံနေပါလား။တပီတပီတော့ရှောက်ပါမယ်ဗျာ။ဟိုဟိုအဲကိုရင်ကြီးတော့အထုတ်ပြင်းနေပြီထင်တယ်။ဆရာတော်မအဲ့လိုမိတ်လိုက်တာနေပင်ကိုရင်ကြီးကဆရာတော်ကြီးရှင်းမငုတ်တုတ်ထိုင်းလဲလဲဟုတ်ချီပြီးတော့တောင်းပန်လာလေတယ်။ဟိုတပီတော့ဒီကြောင်းကနေတော့မနေထုတ်ပါနဲ့ဗျာ။တပီတော့အကုန်ပြောပြပါမယ်။ဟိုတလဲကုန်းရွာအထက်လန်းဆရာကြီးပြောတဲ့အတိုင်းလှုပ်ကြည့်တာပါ။ကိုရင်ကြီးဘာလုပ်လိုက်တာမြန်မြန်ရှောက်စမ်း ဟိုဟိုတကာလေးတို့ကဖျားဆုံးကတ်တာကိုစွန့်လာတယ်ဆုံးနဲ့ဆုံးဟင်းရေကိုပေးရီတွေလောင်းလိုက်တာပါဗျာတပြီးတော့ဆန်းကြည့်တာပါတဲဒီကိုရင်ကြီးမိုက်ပါပြီနှင်းပန်းတော့ဒီလိုလောက်လာတာတော့ဟိုတလဲကုန်းရွာထက်လန်းဆရာပြောတယ်ဗျာအောက်လမ်းပြန်ကြာအမှန်တကယ်တက်မြောက်တဲ့သူအဲ့လိုကျွေးလိုက်တခုထူးကြရဆိုလို့တပြီးတော့ထဲ့ကျွေးမိတာဗျာတိရုံတက်တက်ပါဗျာစိတ်ထားရုပ်လိုက်တဲ့ကိုရင်သူ့ဘာသာဘာပြင်တာပဲတက်တာနင်းနဲ့ဘာဆိုင်နင်းကိုနင်းအောင်သူကဘာလုပ်ခဲ့ဘူးလို့လဲဟဲ့ရှောက်ဆန်းဟမ်မလုပ်ဘူးဗျာ တပီတော့စမ်းကြည့်အောင်တတ်တတ်ပါဗျာလူတပတ်သားဒုက္ခခံစားတော့နေရမျက်စိရတာခံပြီးတော့ကြည်ကျင်နေတယ်လားကဲကိုယ်တိုင်ခံစားကြည့်ပြီးတော့ငါเจ้าမှာထွက်သွားကျင်တဲ့เจ้าကိုသွားသွားပြီးတော့ဟမ်မလို့မလို့ပါနဲ့ဗျာတပီတော့မှားသွားပါလေနောက်ဆိုမလို့တော့ပါဗျာတပီတော့နေမထုတ်ပါနဲ့ကိုရင်ကြီးကဆရာရဲ့ခြေဆောင်ကိုဖတ်ခါတောင်းမှန်လေးတယ်ဆရာတော်ဒီလဲဒေါသဖြစ်နေအောင်ကိုရင်ကြီးမျက်နှာကိုပဲမကြည့်ကြည့်တို့ချင်းတွေကိုတိုင်းသားမြင်တွေ့နေရတယ်မာဘိုးတွေမှာစိတ်မကောင်းဖြစ်သွားပြီးတော့ဆရာတော်ကစကားဆိုလေးတယ်ဖုန်းကြီးကြုတ်တစ်ခုလောက်ဝင်ပြောကြင်ပါတယ် အေးပြောပါတကားလေးကိုရင်ကြီးကိုနေမထုတ်ပါနဲ့ကျုပ်လည်းဘာမှဖြစ်တော့ပါဘူးចောင်းရှေးကမျက်နှာနှုတ်လိုက်တာနေကောင်းပါပါကြီး तू လည်းဒီလိုဖြစ်မယ်မသိလို့လှုပ်တာနေမှာပါမမိုးနေရစကားကြောင့်ဆရာတော်ကတပည့်ဖြစ်သောကိုရင်ကြီးကကြည်လိုက်တနာဆွေမျက်နှာငယ်နဲ့ကိုရင်ကြီးကိုမြင်တဲ့အခါသူဤဒေါသတို့ကိုအတိုင်းအတာတစ်ခုထိတော့ဖြေလျှော့လိုက်ပြီတို့ပေမဲ့မှတ်လောက်သားလောက်တော့စုံမမှာဖြစ်မိတွေးလိုက်ပြီကိုရင်ကြီးကမိန်တော်မူလိုက်ကိုရင်ကြီးအေးဒီတခါတော့ဘုံကြီးခွင်လှော်လိုက်နောက်တခါကိုနဲ့မဆိုင်တာတွေမဆတ်စုရဘူးကြားလား တင်ပါဗျာတပြီတော့နောက်ဘယ်တော့မှမလုပ်တော့ပါဗျာဆရာတော်ကကိုင်ကြီးကစူငေါပြီးတဲ့နောက်ကျောင်းပေါ်ပြန်လဲကြွသွားလိမ့်တယ်ဆရာတော်ကြွသွားပြီးဒီနေ့ကပ္ပယကြီးလဲနောက်မှာကြ བྱ ာကြာလိုက်ပါလို့သွားပါလိမ့်ကိုင်ကြီးမှမူမောင်ဘိုးတွေဟာဂျေစုတင်တဲ့အကြီးနဲ့ကြည်လာကတကလေးကိုင်တကယ်ကိုဂျေစုတင်ပါလေတကလေးတကလေးကကူမပြောရင်ကိုင်ဒီကျောင်းကိုထွက်သွားတော့မှာရပါလေဗျာကျုပ်မရှင်းတာကြီးလို့မေးလို့ရမလားမေးပါတကလေးတလဲကောင်ကထလန်းဆရာဆိုတဲ့သူနဲ့ကိုင်ကြီးကဘယ်လိုလုပ်သိတာတော့ ဩကိုရင်ကတလဲကုန်းမှာဆုံးသွားခံရတယ်လေဒီမှာဟိုးတုံးထဲရရှိတဲ့သူတော်ကြီးကလည်းတလဲကုန်းရွာသားပဲသူတော်ကြီးနဲ့အထက်လန်းဆရာငေပေါင်းနေဆိုကိုရင်နဲ့ခင်သွားတယ်ဆိုပါတော့ကိုရင်ကြီးရဲ့စကားကြောင့်မောင်မိုးတင်သားမကကိုရင်တို့နှစ်ပါးစီလည်းအံ့ဩလို့နေပါတယ်အန်တော်ကိုရင်ပေတူးကဝင်ရောက်ပြီးတော့စကားဆိုလိုက်လေလေကိုရင်ပြောတယ်သူတော်ကြီးဆိုတာဖိုးတော်တော်ဦးမဲပြောတာလားကိုရင်ကသူတော်ကြီးကိုသိနေလားကိုရင်ကြီးကကိုရင်ပေတူးကိုအံ့ဩစွာကြည့်ပြီးတဲ့နောက်ပြန်လဲမေးခွန်းထုတ်လာလေတယ်။အဲခါကိုရင်သားကြီးမှဝင်းရောက်စကားဆိုလိုက်တယ် အရင်ကတော့မသိပါဘူးဒီကျောင်းကမှသိတာဒီကျောင်းကမှဟုတ်လားဟုတ်တယ်ကိုရင်းပြောတဲ့ဘုသူတော်ကြီးကတရေဖြစ်နေတာကိုရင်းဒီကျောင်းမှတရေရှိတာမသိဘူးလားဟိုဟိုဟိုအဲ့ဒါကိုရင်းကြီးကကျောင်းမှမကြုံမလို့ရှိတာကိုသိတယ်ဘေဘင်မာမလာပြီးတော့အကျောင်းလည်းမရှိသူများမလို့အဲ့ကျောင်းမှနေရာပေးလိုက်ချင်းဖြစ်ယခုကိုရင်းပေတူးမေးလာတဲ့ခါသူမိတို့ပြန်ဖေးရမိကိုစဉ်းစားလို့မရဖြစ်နေသဘောပေါက်လွယ်တဲ့ကိုရင်းနှစ်ပါးကကိုရင်းကြီးကကောင်းချိန်ကကြီးလိုက်ပြီးတော့ ဩကိုင်ကြီးอ่ะဒီမှာတရေရှိတာတီးတီးနေကိုင်တို့ထားတာဗောလေဩအဲ့လိုမဟုတ်ပါဘူးကိုင်တို့ကအကြောက်လည်းမရှိလို့နာမည်ကြီးနေလို့ထားကြည့်တာပါဒါဆိုစမ်းတဲ့ဘောပေါ့မောင်ဝင်းတို့ရဲ့စကားကြောင့်ကိုင်ကြီးမှမနေတတ်မထိုင်တတ်ဖြစ်လို့နေတယ်ကိုင်ကြီးရဲ့အရေးကဲကိုသိတဲ့မောင်မိုးထင်ကကိုင်ကြီးကိုကြည့်ပြီးတော့စကားလမ်းကြောင်းလွှဲလိုက်လေလေကွင်းကျုပ်တခုလောက်မေးပြစီအောင်ဗျာတလဲကောင်ကထက်လန်းဆရာနာမည်ကဘသူလဲတုံးဗျာဥွေလာတဲ့တကားလေးဟုတ်လားအွန်းကိုင်းနဲ့လှုပ်ရှားချက်သွားလို့တော့လေ ကျုပ်တို့လည်းဒီမြက်တွေဆက်နှုတ်လိုက်အောင်ပဲဗျာနော်မောင်မိုးရီကပြောဆိုနေပင်ចောင်းဝင်းရှိမှမြက်ပင်များကိုဆက်ပြီးတော့နှုတ်နေလေတယ်ကိုရင်တိုင်းနဲ့ကိုရင်ပေတူးမှဖြင့်တို့ဤတန်ငယ်ချင်းဖြစ်သူမှာပိုးတင်တယောက်ပူလောင်နဲ့ဝေနာအောင်မခံစားရတော့တာကိုကြည်ရင်နဲ့ဝမ်းမြောက်လို့နေပေမဲ့စိတ်ထဲမှာတော့တလဲကုန်းကြီးရွာမှအထက်လန်းစရာဥဝေလာဆိုသည့်လူဟာမချေမနှက်ဖြစ်နေပါလေတော့ဒီညမောင်ဒီကနတ်တရနတ်လာပြီးဖြစ်ပြီးမောင်မိုးရီပါဝင်ကိုရင်နှစ်ပါးကတေသားအကြောင်းဆောင်လေးပေါ်မှာထိုင်နေကြ သူတို့ကမိသည့်စကားမှမပြောပြကြပဲတစုံတရာကိုစောင့်မျှော်လို့နေပါတယ်သူတို့စောင့်မျှော်နေသည်မှာဦးမဲဦးအမိရတဲ့ဘိုးသူတော်ကြီးပင်ဖြစ်တယ်များမကြသောချိန်မှာတော့အကြောင်းပြမခြေတန်တစ်ချက်ချက်ကစတီးပြီးတော့ထွက်ပေါ်လို့လာပါတော့တယ်အိုက်တန်ကိုကြားတဲ့ကကိုရင်နှပါတော့ကစိုးထိတ်နေအနေထားမှာရှိနေတော့လဲမောင်မိုးထင်မှာတော့တည်ငြိမ်လွန်းလာပြီးတယ်အကြောင်းပြမမှာခြေတန်ကအကြောင်းလီကအနာရောက်ချိန်မှာရက်တန်သွားပြီးတော့စကားတန်တန်စတင်ထွက်ပေါ်လာပါတယ်ကိုရင်တွေအိဗီလား အဲ့တဲ့ကြောင့်ကိုရင်ပေတူးကနှီးမှရှိတဲ့မောင်ဘိုးတွေကမင်းငေါ်ပြလိုက်။မောင်ဘိုးတွေကဖြင်းချင်းသွားပြီးခေါင်းချင်းပြလိုက်ချင်းကိုရင်ပေတူးကပြန်လဲခေါင်းချင်းပြလိုက်ပြီးအပြင်မှအမေးစကားကိုပြန်ဖြေလိုက်တော့တယ်။မိသေးဦးဖိုးတော်ကြီးလား။ကျောင်းထဲဝင်ကလေး။ခေါ်တော့လဲဝင်လာရတာဗော။ဖိုးတော်တစီကျောင်းပေါ်တက်လာတော့မိချိန်မှာမောင်ဘိုးတွေကသူ့ဤလွယ်ဤတဲကိုလက်နိုင်ထားလိုက်လေးတယ်။တိမ်မကြသောအချိန်မှာတော့မဲနှက်နေတဲ့အသားကြီးဖြူဖွေးနေသောဖိုးတော်ဝစ်စုံတို့နဲ့မလိုက်မဖက်စွာဖြင့်သူတော်ဦးမဲကကျောင်းပေါ်ထွက်လာခဲ့။ သူတော်ကြီးရုပ်ရည်သွင်းမြုံเจ้าမမထုံးလင်းထားတဲ့မိအိမ်လင်းအောင်ကြောင့်ကောင်းစွာမြင်လိုက်ရဘုဒ္ဓတော်ဦးမေဟာသူ့အားမြင်နေတော်လဲကြောက်လန့်မပြတယ်မောင်ဘိုးရင်တို့၃ယောက်ကိုအန်အောနေပြီးနောက်အတန်ခံအောနဲ့စကားဆိုလေတယ်။ဟေးကိုရင်နေမင်းတို့ငါ့ကို မကြောက်ဘူးလား။ကြောက်စရာလားဗျခမရသေးလူကျုပ်တို့အရှင်လူကြောင်းကြောင်ခမရသာကျုပ်တို့ကြောက်အောင်မှာဘာကွာမင်းဟာတော်တော်ကိုပြောကြည့်တာပဲမင်းနောက်ကကိုရင်နှစ်ပါးကိုငါဘလို့လုံနိုင်လဲဆိုတာမေးကြည့်လိုက် ော်စမ်းမဖိုးသူတို့ဦးနဲ့ရဲ့ဘာဆွမ်းဆောင်မှမရှိတဲ့ကိုရင်တွေကိုနိုင်ပြီးတော့ဂုံယူမနေစားမှာနဲ့ဟေးကောငါနာမည်ဦးနဲ့မဟုတ်ဦးမဲကွာမဲတာနဲ့တာတူတူပါဗျာငါနာမည်ဦးမဲကွာဦးနဲ့လို့မခေါ်နဲ့မကြိုက်ဘူးကွာခင်ဗျားမကြိုက်ဘူးဆိုလည်းမခေါ်တော့ပါဘူးဗျာကဲငနဲ့တောင်းဝင်ကြလာပြီကွာမောင်ဝင်းကပြောဆိုဆိုနေမယ်လွယ်ထဲမှာရှုံးပြင်လှုပ်ထားတဲ့ရုပ်တရုပ်ထုတ်လိုက်ပြီးတော့သူကြီးရှေ့မှာခြားထားလိုက်မကြသောချိန်မှာတော့အဲ့ဒီရုပ်ကလေးကရုပ်ကြီးပင်ကြီးမာလာပြီးတော့သူတော်ဦးမဲထက်ခေါင်းတလုံးသာသောတဆေးတကောင်ဖြစ်ပြောင်းလဲသွားတော့တယ် ဘုဒ္ဓတော်ဦးမေရမထင်မှတ်ထားပဲတစီတကောင်ပေါ်လာတဲ့အတွက်ငေးကြီးတို့နေမှသတိပြန်ကပ်ပြီးတော့မောင်မိုးတွေတို့ကိုစူးစိုက်ကြည့်လိုက်ကာ။အော်မင်းကအောက်လန်းစရာကိုငါเจ้าမင်းဒီနေကောင်းကောင်းသိစေရမယ်။အဲနောက်ဘုဒ္ဓတော်ဦးမေဖြူဖွေးနေတဲ့သူတော်ဝိဆုံမှာယုတ်ချီးပဲမဲညက်သွားပြီးတော့အမဲရောင်ခိုးငွေများကြောင်းတွင်ဖုံးလန်းသွားတော့တယ်။အဲနောက်မောင်မိုးတွေထံသို့သူဤလက်ကိုစံတန်းလိုက်ရအိုက်လက်မှာရှေလျလာပြီးမောင်မိုးတွေလည်းပင်နီနာကိုရောက်လို့နီးမှာအယုံမှတစီဖြစ်ပြောင်းသွားတဲ့ငနက်ကြီးက သူတော်ဦးမိတ်ရေလျားတဲ့လက်များကိုဆွဲဖမ်းလိုက်ပြီးတော့ပူးတွဲချီနှောင်ထားလိုက်ပါလေတော့ဒီမထေမထားတဲ့အဖြစ်ကြောင့်သူတော်ဦးမိတ်ငိုက်မိသွားပြီးတော့မိတို့မှတုံ့ပြန်နိုင်ခြင်းကမစွမ်းတော့ပဲလက်တံအပြန်ယုံမြဖြစ်လို့နေချင်းငနက်ကလင်မြန်တဲ့အရှိန်နဲ့သူတော်ဦးမိတ်ရဲ့နောက်ကျောစီကိုပြေးသွားကလေမင်းကလက်မောင်းမြချုပ်ထားလိုက်ပါလေတော့ဒီသူတော်ဦးမိတ်မှမိတို့မှပြန်လည်းမခုခံနိုင်တော့ပဲပြူးကျဲတဲ့မျက်လုံးဆုံးပြင်းတာမောင်မိုးတင်တော့အတနာခံကြည့်လို့နေပါလေဒါကြောင့်မောင်မိုးတင်ကငနက်ကိုကြည့်လိုက်ပြီးတော့ တော်တော်ငနက်ဒီလောက်ဆိုရပြီသူ့လက်တွေဖြီးပေးလိုက်မမိုးရင်စကားကြောင့်ငနက်ကဖိုးသူတော်ဦးမဲကိုလှုပ်ပေးလိုက်ပြီးတော့ခြေထားလက်နှစ်ဘက်ကိုလည်းဖြီးပေးလိုက်ပါတယ်အကျုံအောင်မှလွတ်သွားတဲ့သူတော်ဦးမဲကရန်ပြူလိုစိတ်ရှိပုံမပေါ်တော့ပဲမမိုးရင်တို့ရှိမှစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ပြီးတော့ငူငိုင်ငိုင်ထိုင်လို့နေပါတယ်အဲလိုထိုင်နေကြတော့မမိုးရင်ကငနက်အားကောင်းချင်းပြလိုက်ရငနက်တီလည်းပြန်လဲကောင်းချင်းပြလာပြီးတဲ့နောက်မူလာရှုံလေးဖြစ်ကိုတဖြည်းဖြည်းပြန်လဲပြောင်းလဲသွားတော့တယ်အဲနောက်မမိုးရင်ကအဲ့ဒီရှုံလေးကိုသူ့ရွယ်ထဲပြန်ထည့်လိုက်ပြီးတော့ စိတ်ပြလက်ပြနဲ့ထိုင်နေတဲ့ဘိုးသူတော်တစေဦးမဲကိုကြည့်ပြီးအမေစကားဆိုလိုက်လေဘိုးသူတော်ကြီးခမကျုပ်တို့ဘာလို့လိုင်းနှောက်ရနေရလဲမင်းတို့ကငါ့ကိုလာနှောက်ရနေတာအဲစကားကြောင့်ကိုရင်နှပါဘိုးသူတော်ဦးမဲကိုကြည့်လိုက်ပြီးတော့မကျေမနှနဲ့ပြောဆိုကြတော့တယ်ကျုပ်တော်ခမဘာမှနှောက်ရမိလို့လဲဗျာခမကကျုပ်တို့ညောက်လဲပေးညစ်တာလေဟုတ်တယ်ဘာပေါက်ကြရပြောနာခမကျုပ်တို့အသေးသက်ဖို့လုပ်ခဲ့တာလေကိုရင်နှပါရဲ့စကားကြောင့်ဘိုးသူတော်ကြီးကကိုရင်နှပါကိုစူးစိုက်ကြည့်လိုက်ပြီးတော့မကျေမနှနဲ့စကားဆိုလာသေးတယ် ကိုရင်နှပါပေါက်ကြရရှောက်မပြောနဲ့ငါသာနင်တို့နှစ်ယောက်တကယ်တက်ချင်နင်တို့သိနေတာကြာပြီခမရသိတတ်တာပဲလေကျုပ်တို့သိမှုနည်းနည်းပဲလို့တော့ခမရလက်ရှိနေလာညစ်တာလေဖိုးသူတော်တဆင်နဲ့ကိုရင်နှပါအငင်းကုန်ဖြစ်လို့နေပါတယ်အဲနောက်မောင်မိုးတရားကျမ်းပြင်ကိုလက်ဝါးပြင်ရိုက်လိုက်ကတိတ်ကြသန်းပေတူးနဲ့တာကြီးမင်းတို့ဘာအဆန်ပြောနေတော့ဖိုးသူတော်ကြုံမေးတော့ပဲဖြီးမောင်မိုးတရားလို့ပြောလိုက်တဲ့အခါမှာသူတို့အားလုံးငြိမ့်သက်သွားကြအဲနောက်မောင်မိုးတွေကဖိုးသူတော်ကြီးကိုတေချာကြည့်ကခမရဒီเจ้าမှာနေတာလား ဟုတ်တယ်ငါဒီเจ้าမှာနေတာ မသိခင်ကလေးကဒီเจ้าမှာနေခဲ့တာဟုတ်ပြီလေခင်ဗျဘယ်လိုဖြစ်ပြီးတော့အခုလိုသူတော်စီဖြစ်နေလားဆိုတာကျုပ်တို့ပြောပြနိုင်မလားငါပြောတာကိုကြားနိုင်တာမြင်နိုင်တာဆိုလို့မင်းတို့၃ယောက်ပဲရှိဆရာတော်တော်ငါ့ကိုမမြင်နိုင်ဘူးငါလည်းပြောပြခြင်းနေတာပါငါအသက်ခံခဲ့ရတာပြီးတော့ငါ့ကိုဒီเจ้าမှာပဲချုပ်ထားတယ်ဗျာမထင်မှားတဲ့စကားကြောင့်မမိုးတင်တို့၃ယောက်ပါစားအဟောင်းသားဖြစ်သွားကြပြီလေ အဲ့နောက်ဘုသူတော်ကြီးကဆက်လိုက်ပြီးတော့စကားဆိုလာတယ်။ကြောင်သူတော်ကြွက်သက်ခိုးကြောင်ငါဒီဘွားကိုရောက်ခဲ့ရတာ။အဲ့ဒီကောင်ယုံနိုင်ပြီးတာငါသေဖို့ဖြစ်လာခဲ့တာပဲ။ဘုသူတော်ကျုပ်တို့အကြောင်းဆုံးပြောပြပါခင်ဗျားတို့တရားမျှတမှုကြောင့်ကျုပ်လှုပ်ပြီးမယ်။ဗမိုးရိယစကားကြောင့်မဲနဲ့နေတဲ့ဘုသူတော်ကြီးဝိစုံမှာပြန်လဲဖြူလာပြီးတော့အမဲအောင်ခိုးငွေများသည်လည်းပြောက်ကွယ်သွားပါတော့တယ်။အဲ့နောက်သူတော်ကြီးကသူကြုံတွေ့ခဲ့တာဖြစ်ပြန်များကိုမောင်ဘိုးရင်တို့ကပြောပြလာပါလိမ့်တော့တယ်။တလဲကုန်းရွာ အဲရွာကရေဦးစင်ရွာဦးဘုန်းကြီးเจ้าမှာနေထိုင်တဲ့ဘိုးသူတော်ဦးမိတ်ဇာတိချက်မြုပ်ရွာဖြစ်ပြီဦးမဲကလေပိုင်းရပိုင်းဖြစ်တော်လေဘိုးသူတော်ဝိရသည်ကိုနှိမ့်ချိုက်သည်ကတကြောင်းအလူတန်းလောရသည်ကိုဝါသနာထုံသည်ကတကြောင်းတို့ကြောင့်များစွာသောပိုင်းဆိုင်မှုများကိုရောင်းချပြီးတော့ចောင်းကန်တကြောင်းများဆောက်လို့လူတန်းလီတယ်အဲလိုလူတန်းသည်ကိုအပြင်တွင်သဘောကျရင်ဆောင်းပြီးတော့စိတ်ထဲမှာကြိတ်နှမျောနေတယ်လူတယောက်ရှိသေးတယ်အဲဒီသူမှာတလဲကုန်းရွာဤထလန်းဆရာဦးဝေလာပင်ဖြစ်တော်လေဦးဝေလာကရရွာတဲ့ရှိတာအိနာအိများတွေဝိုင်းဖွဲ့စကားဆိုတဲ့အချိန်မှာတော့ စိတ်ထဲမှာမပါတဲ့စကားများကိုပြောတတ်တယ်။ပြောနေသည်များမှာစိတ်ထဲကမပါတော့လဲသူ၏ဟန်ဆောင်ကောင်းမှုကြောင့်မြည်သူကမှသူ၏အသွေးမှန်ကိုမသိကြပေ။ထို့သောတိုင်းနိုင်များ၌ပြောကြဆိုကြတဲ့စကားများမှာဘုသူတော်ဦးမဲအကြောင်းမပါလည်းမပြီးကြည်။ဘုသူတော်ဦးမဲလို့ပုတ်ကွာကျုပ်တို့ရွာသားဖျက်တကယ်ကုန်းစရာကောင်းပါပြီဗျာ။ဟုတ်တာဗောကျုပ်တို့ကတော့သူတော်ဦးမဲတို့ကလည်းဂုံယူတယ်ပြု။อืมမိကောင်းဆွေကောင်းရထားလဲတော်ပဲကံကောင်းတာကိုဗျာ။ ဦးဝေလာတို့သူတော်ဦးမဲနဲ့ငယ်ပေါင်းဖြစ်နေတာအတော်ကုန်ကြပဲဗျာဟုတ်ပါဟုတ်ပါဦးမဲသူတော်မွေးခင်ကလေးအပေါင်းသင်မိတ်ဆွေတိတ်ထားတာမဟုတ်ဘူးဦးဝေလာတို့ကံကောင်းလိုက်ပုံများဗျာဦးမဲနဲ့ငယ်ပေါင်းဖြစ်ခွင့်ရတယ်လို့အမှန်စင်းတဲ့ထိုးထိုးစကားများကြားရသည်ကိုဦးဝေလာနေဖြင့်မကြိုက်ပါမသိစိတ်မှပြန်ဆိုင်နေချင်းကြောင့်ရွာမှလူကြီးများအဲ့လိုပြောလာတဲ့ခါမှာတိမ်ငယ်သလိုဖြစ်မိနေပါလေတိုးပေမဲ့မျက်နှာမှာမကျင်တတ်တဲ့အရေးရောင်တို့မပြပဲရွာမှရပ်ပြင်းရဖများရဲ့စကားကိုအလိုက်ထားပြန်လဲပြောဆိုလိုက် ဟုတ်တာဗောဦးမေကငယ်ငယ်ကလေးကစိတ်ကောင်းသိရှိတာကျုပ်လည်းသူနဲ့ငယ်ပေါင်းပြတော့ဂုံယူတာဗောဗျာဦးမေတို့များကျုပ်တို့ရွာရွာဦးเจ้าနေမကဘူးဗျို့ရေဦးစင်တဖန်းဖို့တေရတော့တစ်စိတ်တီနာရွာတွေကလုံးလှူတာဗျာအမွေရထားလည်းမနေဦးလီဗျာရေဦးစင်ရွာသူ့မိပိုင်ဆိုင်မှုတာနဲ့တာမှမဟုတ်တာမိသိနေအောင်သွားသွားဖိုးသူတော်ဦးမေเจ้าကိုပြောဆိုနေခြင်းကြောင့်ဦးဝေလာတော်လေးစိတ်ကတိကောင်းဖြစ်နေရသူဒီလဲဒီနယ်တကြောမှာနာမည်ရတယောက်ဖြစ်အဘဲเจ้าများ သူအားကြီးကျူးတဲ့စကားတစ်လုံးမှပင်ပြောမခံခြင်းအကြောင်းမှာဘိုးသူတော်ဦးမဲရှိနေသည့်အတွက်မှတ်ယူလိုက်ပြီးမလိုမုန်းထားစိတ်များဖွဲမိပါပါဖြစ်လို့နေပါလေတော့ဒီဘိုးသူတော်ဦးမဲကသူဆောက်လို့လူလန်းထားတဲ့ရေဦးစင်ရွာအကြောင်းမှာရှိတဲ့တစ်သားအကြောင်းဆောင်လေးမှာညာအချိန်မလို့တယောက်တည်းပရိစိတ်နေတယ်အဲဒီချိန်သူဤအောင်ထဲမှာဝေကောင်းစားလာများဝစ်စင်လာတဲ့ယောက်ျားပြူတယောက်မှသူ့အားစကားဆိုလေတယ်ဘိုးသူတော်ကြီးကြုတ်အကူကြီးတစ်ခုတောင်းချင်လို့ပါ ပြောပါတခြားတော့မဟုတ်ပါဘူး ျုပ်ကိုစားကုသိုလ်ပြုပေးဖို့ပါကုသိုလ်ရေးဆိုရင်တော့လက်မနေဘူးပြို့ပြောပါဘာကူညီရမလဲဖိုးတော်တို့ရွာနောက်ကစိန်တလုံးတောင်မှာကျုပ်နေပါတယ်အဲ့ဒီမှာကျုပ်တို့ဘိုးစင်ပေါင်းဆက်ပိုင်းနဲ့ရွှေဦးတလုံးမြုပ်ထားတယ်အဲ့ဒါသွားတူးပြီးတော့ချိုးတဲ့တဲ့အကြောင်းတွေလှူဒန်းပေးပါစိန်တလုံးတောင်ကိုသိပါတယ်တက်မဲ့ရွှေဦးကဘယ်နားမှာရှိမလဲဆိုတာဘလူသိနိုင်မလဲဖိုးတော်ကြီးယုံကြည်ရတဲ့သူတယောက်ကိုခေါ်သွားပါရွှေရများတယ်တယောက်ထဲနိုင်မှာမဟုတ်ဘူးပြီးတော့ဒူးရမှာလဲတော်တော်နဲ့တယ် ဘုသူတော်ကြီးတို့ရောက်ရင်ကျွဲတကောင်လမ်းပြပါလိမ့်မယ်။အခုတော့ဘုသူတော်ကြီးကြုံအောင်ကျုပ်ရွှေရင်းငါးတပြားချပေးခဲ့မယ်။ယောက်ျားမျိုးကအဲ့လောက်သာပြောပြီးတော့ရွှေရင်းငါးပြားကိုကြောင်းကျမ်းမြေမောချလိုက်ရ။ကြောင်းကျမ်းမြေမောကြလာတဲ့ရွှေရင်းငါးရဲ့အတန်ကြောင့်ဘုသူတော်ဦးမဲအောင်လွင့်ပြဲပြီးတော့မျက်လုံးဖွင့်လိုက်ချင်းသူ့ဤရှိမှလှုပ်ခါနေသေးတဲ့ရွှေရင်းငါးတပြားကိုတွေ့ရတာကြောင့်ယောက်ျားမျိုးမှမန္တကယ်ရောက်လာခဲ့ကြောင်းသိလိုက်ရပြီ။ချိုးတဲ့တဲ့ကြောင်းမြောင်ကိုစားလှူရမည်ဖြစ်တဲ့အတွက်များစွာဝမ်းမြောက်နေမိပြီးတလဲကုန်းရွာမှသူ့ဤမိတ်ဆွေထလန်းဆရာဦးဝေလာကိုခေါ်ပြီးတော့ ရွေအိုးသွားတူးမြူဆုံးဖြားလိုက်ပါလိတော့ဒီသူတော်ပြောတာဟိုရောဟိုလာဗျာဝေလာရငါမင်းကိုညာပြောပါမလားငါမင်းကိုအယုံကြည်အောင်လူမို့လို့သာပြောပြတာသူများတွေတင်လောဘတွေတက်မှာဆိုလို့ငါဘယ်သူမှပြောပြမထားဘူးကျုပ်ကတော့ယုံအားခက်ခက်ပဲအဲ့ဒါတော့သွားကြည့်မှသိလိမ့်မယ်ရတော့လေလူကြီးပေးရတော့ဝေလာရမဟုတ်ဘူးလားကဲသူတို့ကစိတ်ပါနေမှာတော့ကျုပ်လည်းလာရတော့မှာပေါ့ကဲဘယ်ချိန်သွားကြမလဲခုပဲသွားကြအောင်ကွာစိတ်နှလုံးတော်မင်းသိတဲ့အတိုင်းဝေးသားမလား င်းလေးအဲဆိုလေသွားကြတာပေါ့ပေါ့ထူးတွေတရွင်းနေယူအောင်မယ်ဝေးလာရဲ့ကြုတ်ထမ်းခဲ့ပါမယ်ဗျာအဲ့တော့ဘုသူတော်ကြီးနဲ့အထက်လန်းဆရာဦးဝေလာတို့ဟာစိန်လုံးတောင်စီကိုထွက်လာခဲ့ကြဘုသူတော်ဦးမဲမှာရှေးမှာဦးဆောင်သွားနေပြီးတော့အနောက်မှာအထက်လန်းဆရာဦးဝေလာကလိုက်ပါလာခဲ့ဦးဝေလာရဲ့အိမ်မှာရွာဆုံမှာရှိတဲ့အတွက်သူတို့နှစ်ယောက်ရွာပင်ထွက်သွားတာကိုဘယ်သူမှမသိလိုက်ကြီးစိန်လုံးတောင်ကရွာနဲ့အတော်လန်းလာကြအောင်သူတို့နှစ်ယောက်မနက်ခင်းကရွာမှထွက်လာနေ့လယ်ချိန်လောက်ရောက်မှရောက်ရှိလာခဲ့တော့ စိန်လုံးတော်မှာပင်ကြီးကြီးမားမားမရှိပဲတောင်ထိပ်မှာသာကြီးမားတဲ့ကျုံးပင်ကြီးတပင်ရှိပါတယ်။ဘုဒ္ဓတော်ကြီးကတောင်ပေါ်ချက်ချင်းမတက်သေးပဲတောင်ချီမှာရှိတဲ့တိပင်ကံပင်အောက်မှာဝင်ထိုင်လိုက်ရဦးဝေလာလည်းထိုင်လိုက်ပြီးတော့စကားဆိုလိုက်လေတဲ့။ဘုဒ္ဓတော်ခမရဟိုးဟိုးဝေလာဗျာ။ငါ့ကိုမယုံပါဆိုလို့ရွှေသေးငါလေးပြီးသွားသေးတယ်ဆိုမှကွာခဏစောင့်ကြည့်တာပေါ့။ရောက်ပြီဆိုမှတော့အဆောင်တော့မပေါ့ဗျာ။သူတို့ချိန်တန်းကြောင်ဆောင်ဆိုင်နေရမိသည်နေရာကရောက်လာမှမသိတဲ့ကျွဲကြီးတကောင်သူတို့အနားမှာလှုပ်လီလှုပ်လဲနေပြသွားပြီး တောင်ပေါ်ကိုတက်သွားတာကြောင့်ဘိုးသူတော်ကြီးမှအာဝန်းသာနဲ့စကားဆိုလေတယ်။ဝေးလိုက်လမ်းပြကြီးတို့ရောက်လာပြီဟေ့နောက်ကနေလိုက်သွားကြတော့မလား။ဓမ္မလေးလမ်းပြဟုတ်ကွာကြွေးကြီးလေကွာအဲ့ဒါဒုလမ်းပြပဲကွာလာလာသွားအောင်ဘိုးသူတော်ကြီးမှအာဝန်းသာနဲ့ထိုင်ရမထကကြွေးကြီးနောက်ကိုလိုက်သွားလေတယ်။ဦးဝေးလာသည်လည်းမယုံမကြည်နဲ့ပင်ပေါတူးနဲ့တရွင်းကိုထမ်းကခေါင်းတစ်ခါကနေနောက်မှလိုက်သွားပါလေတို့လေ။တောင်ပေါ်ကြွေးကြီးတကောင်ရှိမှတက်သွားနေတယ်။နောက်မှတော့အဖြူရောင်ဘိုးသူတော်ဝိတ်ကိုဝိတ်စင်ထားတယ်။အသားမဲမဲဘိုးသူတော်ဦးမဲနဲ့ တိုက်ပုံအင်ကြီးခဏနဲ့ဝစ်ဆင်ထားပြီးခေါင်းပေါင်းထားကလွေလုံးကိုလွှဲထားတဲ့တရွင်းနဲ့ပေါတုကိုထိုင်းကလမ်းရှောင်နေတဲ့ထလန်းဆရာဥဝေလာတို့ဖြစ်ပါတယ်။မကြသောအချိန်မှာရှေ့မှာသွားနေကျွဲကြီးကတောင်ထိပ်ရှိကျုံမေနီမှာရက်လိုက်ကခြုံွယ်များကိုဥကောင်းတဲပြီးတော့ဖဲထုံနေသလိုမြေကြီးတို့ကိုလည်းခွာပြေးရက်နေပါတယ်။မြေသားများပေါ်လာတဲ့အခါ၌ဘိုးသူတော်ကြီးကိုကြည့်ကသူတို့ဘေးမှနေပြီးတောင်အောင်ကိုဆင်းသွားလေတော့တယ်။အဲဒီကဘိုးသူတော်ကြီးကဥဝေလာကိုပြုံးလျက်ကြည့်လိုက်ပြီးတော့တွေ့လာဝေးလိုက်။ငါတို့လမ်းပြကြည့်ပါဆိုအဲ့ညာကိုဒူးကွာ။ ။ဩဟိုကသူ့ဘာသာသူခတ်ချင်လို့ခတ်သွားမသိဘာမှမသိဘူး။အဲတူးကြည့်အောင်ပါကွာမင်းကလည်းဘုဒ္ဓတော်ကြီးကပြောဆိုဆိုဥပိလာကြီးလက်ထဲမှာပေါတူးကိုကိုင်းပြီးတော့စတင်တူးလိုက်ပါလိမ့်တယ်။သူတို့ညောင်အချင်းတော်ကြသည်တိတူးလိုက်ရခါရဝက်လောက်ထိနေသည့်တိုင်ရွှေဦးရဲ့ရောင်ကိုမတွေ့ရသေးသည်။ဒါကြောင့်ဥပိလာကစိတ်ဓာတ်ကျလာပြီးတော့ဘုဒ္ဓတော်ခမရဟိုးဟိုးလားဗျာအဝီစီးတွေများတူးရမှာလား။ရွှေမြုပ်တာပဲကွာတိန်တိန်လေးတော့မြုပ်ပါမလားဝေလာရဲ့စက်တူးမင်းမောင်းရဲ့ခဏနောင်ငါစက်တူးမလား သူတို့နှစ်ယောက်ဆက်လက်ဒူးလိုက်ကြအရင်ဆုံးမြုံရုံနဲ့ကိုရောက်တဲ့ခါမှတော့ဥွေလာပေါက်လိုက်တဲ့ပေါက်ဒူးချက်ဟာတခုခုပေါက်မိတဲ့အတွက်အတန်ထွက်လာတာကြောင့်ဘိုးသူတော်ကသတိပေးလိုက်ဘိုးသူတော်အောက်မှာတခုခုပေါက်မိတယ်ဗျဟေးဟုတ်လားဥွေလာသတိထားပြီးတော့ထပ်ဒူးလိုက်ရကြေးပြားဦးထင်ရတဲ့အပြားတစ်ပြားကိုစတင်ဒူးဖို့ရရှိလာလိမ့်တယ်အဲနောက်သူတို့နှစ်ယောက်ဆက်ပြီးတော့ဒူးလိုက်ရတောက်ရုပ်ရွယ်စားရှိတဲ့စင်ဦးတလုံးကိုတွေးလိုက်ရတော့တယ်စင်ဦးကိုဖြင့်ကြေးပြားဖြင့်လုံနေအောင်ဖုံးထားပါတယ်သူတို့နှစ်ယောက်လည်းဝမ်းသာအားနဲ့တွင်းထဲမှာပင်ရွှေဦးကိုဖြွင့်ကြည့်လိုက်ကြ ဝင်းလန်နေတဲ့ရှေးအောင်ရဲနာများကိုတွေးလိုက်ပြီးတော့အဲ့ဒီရွှေများကိုလက်နဲ့မွေးလိုက်ချိန်ရဲနာချင်းချင်းပုတ်တိုက်တဲ့အတန်များကထွက်ပေါ်လာသလိုဥဝေလာကြီးလောဘမျက်ဝန်းတို့သည်လည်းတောက်ပါလို့နေပါတော့တယ်။အဲနောက်သူတို့နှစ်ယောက်ကရွှေဝါမြေချင်းပေါ်ကိုတင်လိုက်ပြီးတော့ခေတ္တမောဖြေနေကစကားဆိုကြလေတယ်။ဝေးလိုက်တို့တော့ကြိုက်တော့လှူလို့ရတော့မယ်ဟိဒီရဲနာဟုတ်ပိုင်ရှာလဲအကုန်လှူခိုင်းတာဆိုနိုင်ငံနဲ့လိုက်လူပြင်းမယ်ကွာဖူးသူတော်ကြုတ်တော့ဝက်ပြီးအဲစကားကြောင့်ဖူးသူတော်ကြီးမှသူကြီးငယ်ပေါင်းထက်လန်းစရာဥဝေလာကိုကြည့်လိုက်ပြီးတော့ ဝေးလာမိနောက်နေတာမလားဘုသူတော်ကြီးစကားကြောင့်ဥဝေးလာရီမောလိုက်ပြီးတော့ခေါင်းကိုညှိနှိုင်းကနောက် နေပါဗျာနောက်နေပါမင်းအလိုလူစားမဟုတ်ဆိုငါသိတာပေါ့ကွာအဲ့ဒါကြောင့်လဲတခြားဘသူမှမပြောဘဲနဲ့မင်းနဲ့လာတူးတာအခုလဲသူများမသိစေနဲ့တော့လူဆိုတာဥစ္စာပစ္စည်းမြင်ပြောလို့မရဘူးကွာဟုတ်လားငါတော့ကြောင်းပြန်မယ်ပြီးရင်ဆရာတို့ကိုလျှောက်ပြီးတော့လှုပ်တင်တာလှုပ်ရမယ်ကောင်းတော့ဗျာဖုသူတော်ဟိုမှာတရင်ကြံခဲ့ပြီးစင်းကောက်လိုက်ပါဦး ဦးရလာဘုသူတော်ကြီးကတွင်းထဲကိုလက်ညှိုးထိုးပြပြီးတော့ပြောလိုက်ရဘုသူတော်ကြီးကသူတို့တူးထားတဲ့ကျွဲငုံကြည့်လိုက်မိဦးရလာပြောသူတရွင်းကိုမတွေ့တဲ့အခါမရှိတော့ပြန်ပြောမိအပြုအာကုံလွှဲပြီးတော့ပေါက်လိုက်တဲ့ဦးရလာကြီးပေါက်တူးကြဟာဘုသူတော်ကြီးနောက်စီတက်တဲ့လာထီပြီးတဲ့နောက်ဘုသူတော်ကြီးမှတွင်းထဲကိုထိုးကြသွားပါလိတော့ဒီအဲနောက်ဦးရလာကမသိမရှင်ဖြစ်နေတယ်ဘုသူတော်ကြီးလိုက်ပြီးတော့လေးတန်းအေးနဲ့စကားဆိုလိုက်ပါလေငါမင်းကိုကြည့်မိရတာကြာပြီအရင်ဥစ္စာတွေကမင်းဥစ္စာတွေမလို့အကုန်လှူတာထားတော့ ဒီအရာတွေကိုအကုန်လှူမယ်ဆိုတော့မင်းလွန်ဝိုက်ငမဲကောင်ဟမ်ဥေလာပြောပြောဆိုဆိုတွင်းမိမမြေစာများကိုပေါက်တူးဖြင့်ဖိုးသူတော်ကြီးလဲကြနေတယ်တွင်းထဲကိုဖုံပစ်လိုက်ပါလေတော့တယ်အဲ့ဒါဆိုဖိုးသူတော်တက်တာဝေလာဆွဲလူပေါ့ဟုတ်လားဟုတ်တယ်ဒီကောင်ကဒီမှာရှိနေတာမသိဘူးငါလဲဒီကောင်ကိုမကျေနပ်ပေမဲ့ဒီเจ้าဝင်းကြီးကလွယ်ပြီးဘဲအမှသွားလို့မရဘူးဖြစ်နေဘာတွေဘလို့ဖြစ်လာလဲတော့ငါလဲမသိဘူးကွာ ဘုဒ္ဓရောကြီးမှာမောင်မိုးရင်နဲ့ကိုရင်နှစ်ပါးကိုသူတည်ဆုံးရတဲ့အကြောင်းရင်းကိုပြောပြလာလျာမောင်မိုးရင်တို့များစွာစိတ်မကောင်းဖြစ်ကြသလိုဥဝေလာဆိုတဲ့အကြောင်းသူတို့ကြွတ်တခိုးကြီးကိုလည်းများစွာဒေါသထွက်နေကြပါဘုဒ္ဓရောကြီးခင်ဗျားစိတ်ကြဗျာခင်ဗျားဖြစ်စေခြင်းတိုင်းရွှေတွေကိုလှူဖို့ပြန်ယူပေးမယ်ရရင်ဘုန်းကြီးတွေအပ်ပေးမယ်ဗျာမင်းမင်းတကယ်ပြောတာလားတကယ်ပေါ့ဗျာမလေးဒီဘွားမှာမနေကျင်တော့ပါဘူးကွာမင်းတို့အနေနဲ့ဝေလာရဲ့မျက်နှာဖုံးတော့အရင်ခွာမရမယ်စိတ်ချစမ်းပါဗျာဘုဒ္ဓရောကြီးက ဒီကောင်တယောက်ကိုရင်ထွက်တာနဲ့ဘိုးသူတော်ကြီးကိစ္စကိုကူညီမယ်ဗျာမဘိုးရည်ရဲ့စကားကြောင့်ဘိုးသူတော်ကြီးမှကျေနပ်လျက်ရှိပါတယ်မဘိုးရည်နဲ့ကိုရင်နှစ်ပါးတို့ဈေးထဲမှာလည်းအောက်တန်းကြတယ်ထလန်းစရာဝေလာအားသူတို့နဲ့တွေ့ပြီးပို့စိတ်ထဲမှာကြိမ်မောင်းနေပါလိမ့်လို့ညီအောင်လန်းဘိုးရည်နဲ့ကြောင်းတော်ကြွတ်တကိုးဒီကအီမြတာမကြမီအောင်လန်းဘိုးရည်နဲ့ထလန်းစရာဝေလာမီကဇက်လန်းကိုတင်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာက ောက်လန်းဘိုးထင်နဲ့ကြောင်းတော်ကြွတကူဖြစ်ပါတယ်ဆိုတော့နောက်နေ့ဒီမှာလဲဘိုးထင်ပိုင်းဆက်များကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြပါလဲတပါးလေးဖိတ်ကော်ပြစေဒီနေ့မှာချိန်ပြီးတော့နားဆင်ခဲ့ကြတဲ့အတွက်လဲပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်ဘူးပါ